မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်ရှောင်းလို့ပြန်လွတ်ပေးလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့၎င်းတို့ရဲ့မိသားစုဝင်တွေကိုစစ်ကောင်ဆောင်ကစိတ်ဓာတ်မြင့်တင်ဖို့ပွဲတစိမ့်များပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုအထင်အားစေတဲ့2029စစ်စင်ရေးတွင်ဖမ်းဆီးခံရပြီးတဲ့နောက်ပြန်လွတ်ပေးလိုက်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိသားစုဝင်တွေကိုစိတ်ဓာတ်မြင့်တင်တဲ့အနေနဲ့တမတော်နေမတိုင်ခင်ပွဲတစိမ့်များပေးရခဲ့ခြင်းဖြစ်ကြောင်းစီဒီအန်ရရှိများထံမှသိရပါရယ်စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကကာကွယ်ရေးနယ်လုံးကျွန်းတာဝန်များ ိုးစွမ်းစွမ်းတမန်ထမ်းဆောင်ခဲ့တဲ့သူတွေလို့ဆိုပြီးပုံမှုကျောင်းပုံမှုကြီးဒုတိယပုံမှုကြီးပါဝင် လူပုတ်ကို90ကျော်ကိုဂုံတူစာပွဲတစ်စိမ်များပေးရချင်းမြင့်ခဲ့ကြောင်းသိရပါတယ်။အဆိုပါပွဲတစ်စိမ်များကိုပုံမှန်အားဖြင့်စစ်ကောင်းဆောင်အခေါ်တက်မရော်နီတော်လိုင်းနီမှာပေးအပ်လေးရှိတော်လဲအခုကနှစ်ပတ်စောပြီးမလ13ရက်နေ့ကပေးအပ်ပြီးအများစုမှာစစ်စင်ရေးတွင်ပြန်လွတ်လာတဲ့ရင်နဲ့ဇန်နီသားသမီးမိသားစုတွေပါဝင်တဲ့ကာကွယ်ဌာနမှဖြစ်ကြောင်းသိရပါတယ်။စိတ်ဓာတ်ပိုင်ဆိုင်ရာအောက်ဆုံးထိတိုးဆိုင်နေချိန်မှာဒီလိုပွဲတစ်စိမ်ပေးပြီး ်စိတ်ဓာတ်ကိုပြောင်းမြင့်တင်တဲ့သဘောတရားတစ်ခုပါပဲအများစုကရှေ့မြေပြင်ကလူတွေဖြစ်ပြီးတိုင်ရင်ဌာနချုပ်တွေဝင်တိုက်ခိုက်ရတဲ့အခါအသက်ရှင်ကျန်ရတဲ့ဇနီးမယားတွေဖြစ်တယ်လို့စီရီယံဗိုလ်ကြီးလင်းထအောင်ကပြောပါတယ်အဲ့ဒီသူတွေက2029စစ်စင်ရေးတွင်စစ်ကောင်စီရဲ့လက်အောက်ခံတိုင်ရင်ဌာနချုပ်များဝင်ရောက်တိုက်ခိုက်ခံရပြီးတဲ့နောက်တော်လန်းအင်အားစုတွေကပြန်လွတ်ပြေးလိုက်သူတွေဖြစ်ကြောင်းတပ်မတော်သားစီရီယံအရာရှိတွေရဲ့ပြောကြားချက်ရသိရပါတယ်မှန်ပါတယ်စစ်သားမယားတွေရောသားသမီးတွေရောပါဝင်နေစိတ်ဓာတ်မြင့်တင်တဲ့သူတွေအနေနဲ့သူတို့အလင်းမြန်ဖွဲ့စ က်စည်းပုံပြတ်နေပြီလို့ပြောရမယ်လို့လောက်တရင်တမရော်သားစီရန်ပုတ်ကြီးစင်ယောက်ကပြောပါတယ်။ ။အာနာသိန်းစစ်ကောင်စီကတော့တမရော်ဆိုင်ရာစွမ်းဟီတက်တီကုံဒူးဆောင်သူရပွဲသူရဲကောင်းမှတ်တမ်းတင်တစိမြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းဟီတက်တီကုံဒူးဆောင်ရဲဗလာတစိစွမ်းဆောင်မှုဆိုင်ရာကုံဒူးဆောင်စီမံထူးချော်တစိပထမအဆင့်တတိယအဆင့်တို့ပြည့်ရခေကြောင်ထုတ်ပြန်ထားပါရယ်။ဒါအပြင်အခုကပညာရေးဆိုင်ရာနီးပညာထူးချော်တစိပထမအဆင့်တတိယအဆင့်တို့ကိုပါထည့်သွင်းပြီးလက်အောက်ခံကာကွယ်ဝင်ကြီးဌာနမှပုံမှုချုပ် လေးဦးနဲ့ဗိုလ်မှူးကြီးဒုတိယဗိုလ်မှူးကြီးဗိုလ်မှူးဗိုလ်ကြီးစာလာတို့ကိုပြည့်ရခဲ့ပါတယ်။ဆလတ်ပြီးဘကိုတိုင်းဗရောင်မြို့နယ်ရှိညောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအင်ကာသိမ်းပိုင်ရရှိပြီးစစ်ကူအင်အားရှာပေါင်းများစွာနဲ့စစ်တပ်ကခုခံခဲ့တော်လဲနှစ်လနီးပါးအကြာမှာရှုံးနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ညောင်ကျိုးစခန်းမှာဘကိုတိုင်းတွင်အင်ကဒုတိယမြောက်သိမ်းပိုင်ရရှိတဲ့စစ်ကောင်စီတပ်စခန်းဖြစ်လာပါတယ်။ဘကိုတိုင်းဗရောင်မြို့နယ်ရှိညောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအင်ဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပိုင်ရရှိသွားပြီဖြစ်ကြောင်းတော်လိုင်းတည်င်းအရှင်မြစ်တွေကပြောပါတယ်။ နဝါရီလမှစတင်ပြီးပဲခူးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတပ်စခန်းမှာအေအေနဲ့စစ်ကောင်စီတပ်များအကြမ်းတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းအဲ့ဒီနောက်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတဆင်းအကြီးအကျယ်ခုခံနေကြောင်းဒါပေမဲ့တိုက်ပွဲများနှစ်လနီးပါးကြာမြင့်လာချိန်မှာစစ်ကောင်စီတပ်များမှညောင်ကျိုးစခန်းမှာစတင်ဆုတ်ခွာပြီးဒီကနေ့မှာတော့အပိသက်စခန်းတစ်ခုလုံးကိုတိုက်ပွဲရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။မလ17ရက်နေ့ကလေးကညောင်ကျိုးစခန်းကနေစစ်တပ်ကစဆုတ်ခွာတာအခုတော့စခန်းတော်ရှာသွားပြီလို့ကြေညာရတယ်လို့တော်လိုက် င်းသတင်းအရှင်မြစ်ကပြောပါရယ် အေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိစပ်လျက်ရှိတဲ့ပဲခူးတိုင်းပဒေါင်းမြို့နယ်မှာမိုးထီတောင်စခန်းကိုဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်ဒုတိယမြောက်စခန်းအဖြစ်ညောင်ကျိုးစခန်းကိုသိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။တရင်ဌာနကအေပြောခွင့်ရပုတ်ကိုခိုင်တုခခံကိုညောင်ကျိုးစစ်ကောင်စီတပ်စခန်းသိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးဆက်တွယ်မိမြန်ရတုံ့ပြန်ဖြေဆိုခြင်းမပြုပါဘူး။ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်မှတိုက်ဆောင်သူတွေများပြားပြီးအရှင်ဖန်စီရရှိတဲ့စစ်တုံးပန်းတွေရှိပြီးလက်နက်ခဲယမ်းတွေကိုလည်းအေကသိမ်းဆက်ရရှိထား ကြောင့်တင်ရပါတယ်။ညောင်ကျိုးစကံမကြစေဖို့အတွက်စစ်တပ်ကစစ်မှုရန်တပ်သားတွေအပါအဝင်စစ်ကူအင်အားရှာပေါင်းများစွာပြပို့ခဲ့ပြီးလေကြောင်းပစ်ကူတွေနဲ့တောက်ရှောက်ခုခံခဲ့တော်လဲ။လက်လာနီးပါးကြောင်မြင့်လာချိန်မှာစကံကိုလက်လွတ်လိုက်ရပြီးစုတ်ခွာထွက်ပြေးသွားခြင်းဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေနဲ့စစ်ကူတပ်များမှလက်ရှိအုပ်ချုပ်ပင်မျိုးကိုအခြေပြုပြီးအကြီးအကျယ်ခုခံစစ်ပြင်ဆင်နေကမျိုးကိုအခြေပြုထားတဲ့အမြောက်တပ်စကံတွေကလည်းလက်နက်ကြီးတွေနဲ့တစ်ချိန်လုံးပစ်ခတ်နေကြ။အုပ်ချုပ်ပင်မျိုးနီးမှစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်တဲ့တွေကို ကျေလောင်စွာကြားနေရကြောင်းစစ်ကောင်စီရဲ့စီရင်တန်းဒီမှာလည်းအုတ်ရှိပင်ဗရောင်းလန်ပိုင်းမှာအတက်အဆင်များပြားနေကြောင်းသိရပါတယ်။ အေအေကထိုးစစ်များကိုရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့အရာရီတိုင်းပဲခူးတိုင်းနဲ့မကူတိုင်းအတွင်းနဲ့ဒီထိုးဖောက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဇလက်ပြီးတနိုင်ငံလုံးချိတ်ဆက်ပြီးစစ်ကောင်စီကိုတိုက်ခိုက်မှုမှာစစ်အောင်နိုင်အခရာကြတယ်လို့ CNN ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကိုတွန်းလှန်တိုက်ခိုက်ရမှာတနိုင်ငံလုံးချိတ်ဆက်တိုက်ပွဲဝင်ဖို့လိုအပ်ကြောင်းချင်းမျိုးသားတက်ဦး CNN ပြောရေးဆိုခွင့်ရှိသူစလိုက်ထန်နီကပြောပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG ကဝင်ကြီးဌာနကစစ်အာဏာသိမ်းမှုအဆုံးသတ်နိုင် ဖို့အတွက်အထွေထွေထိုးစစ်ကြီးတရက်ကိုဖော်ဆောင်မှဖြစ်ကြောင်းအသိပေးပြောကြားခဲ့မှုနဲ့ပတ်သက်ပြီး CNN ရဲ့ပူပေါင်းဆောင်ရွက်မဲ့အခြေအနေကိုမီးမြန်းရာစလိုင်းထက်နေကခုလိုပြောကြားခဲ့တာပါ CNN အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များပါဝင်စုဖွဲ့ထားတဲ့ဗဟုကုကရေးနဲ့ပေါင်းဆက်ညီနိုင်ကော်မတီ C3C မှပါဝင်ကစီရေးပိုင်းပူပေါင်းဆောင်ရွက်နေကြောင်းစလိုင်းထက်နေကပြောပါရယ်အထွေထွေထိုးစစ်ဖော်ဆောင်ရမှာတနိုင်ငံလုံးရှိတော်လိုင်းတပ်ဖွဲ့များချိန်ဆက်ပြီးစစ်ကောင်စီကိုတိုက်ခိုက်ရန်လိုအပ်မှုအခြေအနေကိုမြင်မြန်ရာ စလိုင်းထန်နီကဆရာနိုင်ရေးမှာတဟအခရာပေါ်အားနေချက်တစ်ခုကတော့ဖွဲ့စည်းတိုင်းရဲ့စီရင်ပြင်ဆင်မှုအစဉ်စဉ်ဖြစ်မှုမှာမတူညီတာပါပဲလို့ပြောပါတယ်။ CNN ပါဝင်တဲ့ချင်းကောင်စီတပ်ပေါင်းစုကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ထားသလိုချင်းပြည်နယ်ရှိမြို့ခုနှစ်မြို့ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဦးမြင့်မွန်ကမလရှင်ရက NUG ထိန်းချုပ်နေမြေတနီယာမှာပြုလုပ်တဲ့ PDF တပ်မှုတနန်းစင်ပေးပွဲပေးပို့တဲ့တဝန်လာမှာစစ်အာဏာရှင်ခုခံတော်လှန်မှုအစဉ်လိုက်ပေါ်ဆောင်ခဲ့မှုကိုအသိပေးထား